တလွင်ထိုင်းရဲ့ပြိသက်များအားလုံးကျမ်းမာတော်မူကြပါစေရှင်။ပြိသက်တို့အားလုံးထဲမှာကိုကိုရိုင်းကလိုအပ်တဲ့ခံအားကိုအလေးစိတ်ထက်လွန်ကဲပြီးတော့ဝေတန်နေတာအဝါလွန်နေတာနဲ့အစီပိုးနေတယ်ဆိုရက်ခံစားချက်မျိုးရှိပါသလား။အဲ့လိုဆိုရင်တော့ယခုတစ်ပတ်တန်လွင်ကျမ်းမအစီအစဉ်ကတော့အဲ့လိုဝိတ်တက်နေလို့အစီချဆင်သူတွေဝိတ်ချဆင်နေဆိုရယ်ပြိတ်သက်ကြီးတို့အတွက်ပဲဖြစ်ပါလိမ့်မယ်။ကျမယုံကြည်ပါပါရှင်။ ဒီခုတစ်ပတ်မှာတော့အကြောင်းမျိုးမျိုးကြောင့်ဝေးချလို့သူတွေအစီချလို့သူတွေအနေနဲ့အတော်ဝင်မဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားချင်ပါတယ်။ပထမဆုံးအနေနဲ့ပရိသတ်ကြီးတို့တိရှိထားရမှာကတော့မိမိတို့နေ့စဉ်စားသုံးနေတဲ့ကယ်လိုရီပမာဏဟာဆိုရင်ဝေးချတဲ့နေရာမှာအရေးပါဆုံးဖြစ်တယ်ဆိုတာပါပဲ။ကယ်လိုရီ deficit ခန္ဓာကိုယ်ကလိုအပ်တဲ့ကယ်လိုရီပမာဏထက်လျှော့ချစားသုံးခြင်း ဝယ်ချဖို့အစီချဖို့ဆိုရင် calorie deficit လို့ခေါ်တဲ့မိမိရဲ့ခန္ဓာကိုယ်ကနေ့စဉ်လိုအပ်တဲ့ maintenance calorie ပမာဏထက်ရှော့ချပေးပြီးတော့စားသုံးပေးခြင်းကအဓိကပဲဖြစ်ပါတယ်ဒီနေရာမှာလူခန္ဓာကိုယ်ဟာဆိုရင်အလုံးလုံးပို့လိုအပ်တဲ့အားအင်ကိုခန္ဓာကိုယ်တစ်ခုလုံးမှာတိုးလောင်ထားရတဲ့နေရာတွေကအစီကနေရယူတာဖြစ်ပါတယ်။ဒါကြောင့်ကြာလာတာနဲ့အမျှ calorie deficit အတိုင်းစားသုံးတဲ့အခါမှာခန္ဓာကိုယ်အတွင်းမှာရှိတဲ့အစီပမာဏတွေကရောကျလာပြီးတော့ဝေးကျခြင်းကိုဖြစ်ပေါ်စေပါတယ်။ ယခုလိုဝေးချတဲ့အခါမှာကယ်လိုရီဟာအရေးပါတယ်လို့နောက်ထပ်အရေးပါတာကတော့မိမိတို့နေ့စဉ်စားသုံးနေတဲ့အစားအစာတွေနဲ့အဲဒီကနေရရှိတဲ့အဟာရဓာတ်တွေပဲဖြစ်ပါတယ်တချို့အစားအစာတွေအရဆိုရင်ကယ်လိုရီပမာဏနည်းပြီးဘိုက်ကိုပုံမဖြည့်တင်းပေးနိုင်တယ်လို့အဟာရဓာတ်လည်းကျွဲဝရတဲ့အတွက်ကြောင့်ဝေးချတဲ့နေရာမှာပုံမလွယ်ကူမြန်ဆန်စီမှာဖြစ်ပါတယ်။အစီနဲတဲ့အသားငါပထမဆုံးအနေနဲ့အစီနဲတဲ့အသားငါတွေကိုစားသုံးပေးရမှာဖြစ်ပါတယ်။ ကြက်ရင်ပုံနဲ့အမဲသားရဲ့အဆီမပါတဲ့အသားပိုင်းတွေဟာဆိုရင်အဆီတက်မပါဝင်တဲ့အတွက်ကြောင့်ကယ်လိုရီပမာဏနည်းပါးကြတဲ့အပြင်ပရိုတိန်းတွေလည်းကျွဲဝစွာပါဝင်တဲ့အတွက်ကြောင့်တခြားအသားတွေနဲ့ရှင်ရင်ပိုမိုစားသုံးပေးတဲ့အရာတွေပဲဖြစ်ပါတယ်ဆမ်မောငါးတက်တာငါးစာတင်းငါးစတဲ့ငါးတွေဟာဆိုရင်အဆီဓာတ်တွေပါဝင်ပေမဲ့သူတို့ကနေရရှိတဲ့ Omega 3 fatty acid တွေဟာကျန်းမာရေးအတွက်အရေးပါတာကြောင့်စားသုံးပေးသင့်ပါတယ်။ Protein တန် ပရိုတိန်းထက်ဟာဆိုရင်ဝေးချတဲ့အခါမှာကြောသားတုကိုပါကြာမသွားအောင်ထိမိတာကြောင့်ပရိုတိန်းထက်ကိုလုံလောက်စွာရရှိအောင်စားသုံးပေးသင့်ပါတယ်။ပရိုတိန်းထက်ဟာအစာစားခြင်းစိတ်ကိုဖြစ်ပေါ်စေတဲ့ ghrelin ဟော်မုန်းတွေကိုလျှော့ချပေးတာကြောင့်ပရိုတိန်းထက်ပါဝင်တဲ့အသားငါးတွေကိုစားသုံးပေးခြင်းကဗိုက်ပျေးစေမှာဖြစ်ပြီးမကြာခဏအစာစားခြင်းစိတ်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။ပရိုတိန်းတက်လို့ပြောတဲ့အခါမှာကြက်ဦးဒိန်ကျင်နဲ့အစီမပါတဲ့နွားနို့တွေကိုလည်းမေ့ထားလို့မရပါဘူး။ အဲ့ဒီအစားအစာတွေဟာဆိုရင်ကယ်လိုရီနည်းပါပြီးတော့ပရိုတိန်းဓာတ်ကျွဲဝတဲ့အပြင်အာဟာရဓာတ်လည်းကျွဲဝကြပါတယ်။အမြင်လက်ကျွဲဝတဲ့အစဲရောင်အရွက်တွေဝိတ်ချဖို့အစီချဖို့အတွက်နောက်ထပ်စားသုံးပေးတဲ့အစားအစာတွေကတော့အမြင်ဓာတ်ကျွဲဝတဲ့အစဲရောင်ပါရှိတဲ့အရွက်တွေပဲဖြစ်ပါတယ်။ အမြင်တက်ကြွယ်ဝတဲ့အစိမ်းအောင်ပါရှိတဲ့အရွက်တွေဟာကယ်လိုရီအလွန်နည်းပါပြီးတော့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေကိုပေးနိုင်တာကြောင့်မြင်များလေးစားသုံးပေးမယ်ဆိုရင်တနေ့တာမှာစားသုံးတဲ့ကယ်လိုရီပမာဏဟာလျော့နည်းနေပြီးတော့ကယ်လိုရီ deficit အတိုင်းစားသုံးရမှာများစွာအထောက်အကူပြုနေမှာဖြစ်ပါတယ်နောက်ထပ်စားသုံးပေးတဲ့အစားအစာကုန်စံကတော့ကယ်လိုရီနည်းပါးပြီးရေဓာတ်ကျွဲဝတဲ့အသီးနှံတွေပဲဖြစ်ပါတယ်။ ဟရဲသည်သခွာသည်စတော်ဘယ်ရီသည်ဘယ်ရီသည်တွေနဲ့ပန်းသီးတွေဟာဆိုရင် ရေဓာတ်ကျွဲဝပြီးတော့ကယ်လိုရီနည်းစားတဲ့အပြင်အာဟာရဓာတ်တွေလည်းကျွဲဝတာကြောင့်ဝေးချတဲ့အခါမှာစားသုံးပေးတဲ့အစားအစာတွေပဲဖြစ်ပါတယ်။ဒီနေရာမှာမှတ်သားထားရမှာကဝေးချရမှာအရေးကြီးဆုံးကမိမိတို့နေ့စဉ်စားသုံးနေတဲ့ကယ်လိုရီပမာဏတွေပဲဖြစ်ပါတယ်။ အခုတင်ဆက်ပေးလိုက်တဲ့အစားအစာတွေကတော့ကယ်လိုရီနည်းပြီးတော့ပိုက်ပြည့်စေတဲ့အပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အဟာရဓာတ်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့အစားအစာတွေဖြစ်ပြီးဒီအစားအစာတွေကိုစားသုံးပေးခြင်းကဝေးချဖို့အဆီချတဲ့အခါမှာပိုပြီးတော့လွယ်ကူမြန်ဆန်အောင်ဆောင်ရွက်ပေးနိုင်တဲ့အသုံးဝင်တဲ့အစားအစာတွေဖြစ်ကြောင်းကိုတင်ဆက်ပေးလိုက်ပါတယ်ရှင်။ယခုလိုကျန်းမာရေးနဲ့သက်ဆိုင်တဲ့အသိပညာဗဟုသုတတွေကြောင်းတင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းရဲ့တန်လွင်ကျန်းမာအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့ရဲ့ညနေ6:00နာရီတိုင်းမှာတင်ဆက်ပေးနေပါတယ်။အားလုံးပဲက